PI data ထွက်အပ်ပြီးမှအတော်လေးကိုကြိုင်ခဲ့တဲ့ရွှေအားလုံးပဲမင်္ဂလာပါ Toyo Media နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့73ရက်3လ2025ပေါ့နော်အဲ့တော့ဒီကနေ့ရကျွန်တော်ရခက်မှန်ချက်ရွှေအပေါ်မှာကျွန်တော်ရခက်မှန်သုံးတက်ချက်လေးကိုအဆုံးထိကြည့်လိုက်တော့နော်ဆိုတော့ရွှေကတော့ဒါမနေ့ကကျွန်တော်တို့ဒီ CPI data ထွက်အပ်ပြီးပေါ့နော်အဲ့တော့ CPI data ထွက်အပ်ပြီးမှအဲ့တော့ဒါရုပ်တရက်ဈေးကတော့ထိုးကျတယ်ပေါ့နော်ထိုးကျတယ်အဲထိုးကျခဲ့ရဆိုပေမဲ့လည်းကျွန်တော်တို့ဒီအာဈေးကတော့ပြန်တက်ခဲ့တယ်ပေါ့နော်အဲ့တော့ဆိုတော့ အာဒီကတော့ပြောမယ်ဆိုတော့ကျွန်တော် data တော့မကောင်းဘောเนาะအဲ့တော့ data မကောင်းဘူး data မကောင်းဘူးဆိုပေမဲ့လည်းရွှေကအာလိုက်ပြီးတော့ကျွန်တော်ထိုးကြတယ်ဘောเนาะထိုးကြတယ်ထိုးကြပြီးတော့ကျွန်တော်တို့ဒီအာပြန်ပြီးတော့တက်ခဲရတာပဲဘောเนาะအဲ့တော့ data မကောင်းဘူးဆိုတဲ့အတိုင်းပဲဒီကတော့အာကျွန်တော် inflation rate တွေကြတယ်ဘောเนาะ inflation rate တွေကြတယ်အာ inflation rate ကြတာကောင်းလားမကောင်းလားလို့ပြောမယ်ဆိုတော့ inflation rate ကြခြင်းအပြင်ကျွန်တော် infrared ကဒီအာအတုံးလုံးเนี่ยကျွန်တော် cap လောက်ဖို့လိုတယ်ဗောနော်အတုံးလုံးนี่ cap လောက်ဖို့လိုတယ်အတုံးလုံးนี่ cap လောက်တယ်ဆိုရင်တဘောတရားဒါအာ economy မကောင်းတဲ့အတွက်ကျွန်တော်တို့က interest တွေ cap လောက်ရတယ်ဆိုရင်အတိုင်းဗောနော်အဲ့တော့ဒါကလည်း trump လိုချင်တဲ့အရာတစ်ခုပဲဗောနော်အဲ့တော့ဆိုတော့အဲ့တော့ရွှေကတော့ဒီအတွက်ကြောင့်ကျွန်တော်ပြန်တက်ခဲ့တာဗောနော်အဲ့တော့ဒီကနေ့အတွက်လည်းကျွန်တော်ကတော့ရွှေကိုဈေးအတက်ပဲမန်းနေဗျာနော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်မနေ့ကပြောခဲ့တဲ့အတိုင်းပဲဗောနော်ဈေးကတော့ကျွန်တော်ဒီ အာ2020နဲ့เนาะ2900နဲ့မှ8930ကြားမှာ range တွားမယ်တွားပြီးတော့ data ထွက်တဲ့အခါမှာကျွန်တော်စဖက်ဘက်ကိုဖောက်တက်မယ်လို့ကျွန်တော်ပြောခဲ့တယ်ဗောနော်အဲ့တော့ဒီအတွက်ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဈေးကတော့ဒါတက်ဘက်ကိုဖောက်တက်သွားခဲ့တယ်ဗောနော်အဲ့တော့ဆိုတော့မနေ့ကလာဆိုရင်လေကျွန်တော်လက်တွေ့ကျွန်တော်2020မှာကျွန်တော်အော်ရောင်းပြတယ်နော်အဲ့တော့လက်ရှိ profit နဲ့ ိတ်လိုက်တယ်ဗောနော်နော်2030 2015မှာကျွန်တော် TPU မယ်လို့ပြောခဲ့တယ်ဗောနော်โอเคအဲ့တော့ကျွန်တော်ပြောခဲ့တဲ့အတိုင်း track လုပ်ခဲ့တဲ့လူတွေကတော့ဒါလက်ရှိကတော့ profit ထွက်နေလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဗောနော်အဲ့ဆိုတော့အာဒီကနေ့အတွက်ကတော့ကျွန်တော်တို့ဈေးကတော့အတက်ပဲပဲဆက်ပြီးတော့ခံမှန်းနေဗျာနော်အဲ့တော့ဈေးကတော့အတက်ပဲပဲခံမှန်းနေအဲ့တော့ကျွန်တော်ဆွဲပြရမယ်ဆိုရင်တော့ဈေးကဘယ်လိုမျိုးဖြစ်လာနိုင်တယ်လဲဗောနော်အဲ့တော့အာဈေးကတော့ကျွန်တော်ဒီကနေပြီးတော့ correction ပြန်လာကောင်းလာနိုင်နေဗျာနော်အဲ့တော့2000ကအာ29 2028နော်အာ26ဝင်ကျင်တော့ဗောနော်အဲအိုက်ဝင်ကျင်လာတော့ဒီ correction ပြန်လာကောင်းလာမယ်အနေငယ်ဈေးပြန်ကျကောင်းကျမယ်ဈေးပြန်ကျပြီးတော့ပြီဆိုတော့ရွှေကတော့ဆက်တက်လိမ့်မယ်လို့ကျွန်တော်မှန်းနေဗျာ2955ဇုံကတော့ဒါအာဆင်တက်စောင့်နေတဲ့နေရာတစ်ခုလို့တော့ကျွန်တော်မှန်းနေဗောနော်အဲ့လိုမှမဟုတ်ဘူးဆိုရင်အမကျပဲနဲ့တောက်လျှောက်တန်းပြီးတော့ဈေးတက်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗောနော်အဲ့တော့ဆိုတော့ အဲ့ဒီကနေ့အတွက်ကတော့ကျွန်တော်ကတော့ပြောမယ်ဆိုတော့ဒါကတော့ဈေးကတော့အတက်ဘက်ကိုပဲကျွန်တော်ဆက်မန်းနေပေါ့နော်အတက်ဘက်ကိုပဲမန်းနေအဲ့တော့ဆိုတော့အာကျွန်တော်ကမှဒီခက်မှန်ချက်တွေခက်မှန်သုံးသက်ချက်တွေကမှန်ကန်မှုရှိမလားမရှိဘူးလားဆိုတော့နောက်နေနောက်နေမှာကျွန်တော်နဲ့အတူဆက်လက်ပြီးတော့အာစောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်